မင်္ဂလာပါခင်ဗျရှောင်းခစ်တကနေဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရင်းပြီးနယ်ကြိုက်တုံမြို့ကအချက်ဖတ်စစ်ကောင်စီရဲ့မေဒရော့ထစကန်နဲ့ဂျိုးပြူချက်ပွိုင်တောင်ကုန်းကို GNL နဲ့ SOF ပူးပေါင်းတပ်ဖွဲ့ကနေအပိဒါတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးလက်နက်62လက်နဲ့စစ်သားတွေရဲ့မသားအလောင်းတွေပါရရှိထားလို့နောက်ထပ်စစ်သားအယောက်90လောက်ကတော့ခိုင်းနိုင်ငံဘက်အချက်ကိုထွက်ပြေးသွားတယ်ဆိုပါတယ် မန္တလေးတိုင်းဝမ်တွင်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်အတွက်စစ်မှုထမ်းမှုလူငယ်တွေကိုစစ်သားတွေအဖြစ်စုဆောင်းနေတဲ့တနက်ကင်အုပ်ချုပ်ရေးမှူးလက်တော်မောင်ပုပြစ်ခတ်ခံရပြီးထေသွားပြီဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လေကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့ကင်းပြည်နယ်ကြိုက်တုံမြို့ကအကြမ်းဖက်စစ်ကောင်စီရဲ့မဲတော်ထစခန်းနဲ့ဂျိုးပြူချက်ပွိုင်းတောင်းကုန်းကို GNLA နဲ့ SOF ပူးပေါင်းတပ်ဖွဲ့တွေကနေအပိတတိုက်ခိုက်သိမ်းပိုက်လိုက်ပြီး လက်နဲ့62လက်နဲ့စစ်သားတွေရဲ့မပါအလောင်းတွေပါရရှိထားသလိုနောက်ထပ်စစ်သားအယောက်90လောက်ကတော့ထိုင်းနိုင်ငံဘက်အချမ်းကိုထွာပြေးသွားကြတယ်လို့တောင်ပိုင်းစစ်တီတာအထူးတပ်ဖွဲ့ရဲ့တပ်ဖွဲ့မှုကိုအောင်ဆန်းရှားကရန်ကုန်ခေတ္တကိုပြောပါတယ်မက်လာ16ရက်နေ့ဖြစ်တဲ့မနေ့ကပဲ KNU တပ်မဟာချုပ်နေမြေကြိုက်တုံမြို့နယ်ကစစ်ကောင်စီရဲ့မင်းတော်ထစခန်းနဲ့ဂျိုးပြူချက်ပွိုင်းတောင်ကုန်းကို KNL နဲ့ SOE ပူးပေါင်းတပ်ဖွဲ့တွေကနေအပိတ်တိုက်ခိုက်သိမ်းပိတ်လိုက်တယ်ဆိုပါတယ်အဲ့ဒီစခန်းသိမ်းတိုက်ပွဲတွေအတွင်း ်အကြံဖတ်စကောက်စီတပ်သားအယောက်90လောက်ဟာထိုင်းနိုင်ငံဘက်အချမ်းကိုထွက်ပြေးသွားကြပြီစစ်သားတချို့ရဲ့မသားလောင်းတွေလည်းစခန်းတွင်းရရှိထားတဲ့အပြင်လက်နက်စုစုပေါင်း62လက်နဲ့ KN တွေကိုပါသိမ်းဆီးရရှိထားတယ်လို့ SOF အထူးတပ်ဖွဲ့ရဲ့ကိုအောင်ဆန်ရှက်ကပြောထားပါတယ်လက်ရှိမှာတော့ထိုင်းနိုင်ငံဘက်အချမ်းထွက်ပြေးသွားတဲ့အကြံဖတ်စကောက်စီတပ်သားတွေကိုထိုင်းစစ်တပ်ကမြေကြီးပေါ်မှာဝင်းရမောက်ခိုင်းပြီးဖမ်းဆီးလိုက်တယ်လို့အဲဒီစစ်သားတွေရဲ့လက်နက်တွေကိုပါထိုင်းစစ်တပ်ကသိမ်းဆီးလိုက်တယ်လို့သိရပါတယ်တစ်ဖက်မှာတော့ ်ကျန်လန်နေနဲ့ SOF ရဲဘော်တွေကနယ်မြေရှင်းလင်းရေးတွေလုပ်နေပြီးထိုင်းမြန်မာနယ်စပ်တလျှောက်ကိုနယ်မြေစိုးမိုးထားတယ်လို့လည်းသိရပါတယ်ခင်ဗျတဖက်မှာတော့အကျန်းဖတ်စစ်ကောင်စီကဘကုံးမြို့နယ်မှာလူအရေးတထောင်ကျော်ရှိတဲ့မုတ်ကလခြေရွာကလူငယ်160ကိုစစ်မှုထမ်းဖို့ရွေးချယ်လိုက်တဲ့အတွက်မိရင်တွေနဲ့ဇနီးမယားတွေရွာလုံးကျုံငိုကြွေးပူပန်နေကြပြီးစစ်မှုမထမ်းရမယ့်အိမ်တွေကနေလည်းတအိမ်ကိုလစဉ်ငွေကျပ်1000နှုန်းကောက်ခံနေတယ်လို့လည်းဒေသခံပြည်သူတွေကပြောပါတယ် မတ်လ19ရက်နေ့ဖြစ်တဲ့မနေ့ကပဲဘကိုးမြို့နယ်ကမုတ်ကလကျေးရွာမှာအသက်24နှစ်ကနေအသက်30ကြာလူငယ်အယောက်160ကိုစစ်မှုထမ်းဖို့အကြမ်းဖက်စစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးမှူးဟန်မြင့်ဆိုတဲ့သူကအစည်းအဝေးခေါ်ယူပြီးရွေးချယ်လိုက်တယ်ဆိုပါလေဒါအပြင်စစ်မှုမထမ်းရမယ့်အိမ်တွေကနေလည်းတအိမ်ကိုလက်စင်ငွေကျပ်1000နှုန်းပေးရမယ်ဆိုပြီးတော့ပြောပြီးကောက်ခံနေတယ်လို့ဒေသခံပြည်သူတွေကပြောထားပါတယ်အဲ့ဒီလိုစစ်မှုထမ်းဖို့ရွေးချယ်ခံလိုက်ရတဲ့သူတွေရဲ့မိဘဆွေမျိုးဇနီးမယားတွေရော ရွာသူရွာသားတွေပါရွာလုံးကျွတ်ငိုကြွေးပူပန်နေကြတယ်လို့လဲဒေတာကံပြည်သူတွေကပြောထားပါလိမ့်ခင်တဖက်မှာတော့မန္တလေးတိုင်းဝန်တွင်မြို့နယ်မှာအကြမ်းဖက်စစ်တပ်အတွက်စစ်မှုထမ်းမှုလူငယ်တွေကိုစစ်သားတစ်အဖြစ်စုဆောင်းနေတဲ့တနက်ကိုင်းအုပ်ချုပ်ရေးမှုလက်တော်မောင်ပု ပြစ်ခတ်ခံရပြီးသေသွားပြီလို့ WTRF ရဲဘော်တအုပ်ကပြောပါတယ်မတ်လ19ရက်နေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲဝန်တွင်မြို့နယ်တီကုန်းကျေးရွာကစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုလက်တော်မောင်ပုဆိုတဲ့သူဟာ လက်လုတ်တနက်ကိုက်ဆောင်ပြီးစေကောင်စီအတွက်စစ်မှုထမ်းဖို့လူငယ်တွေကိုလိုက်လံစုဆောင်းနေတဲ့အချိန်ပြစ်ခတ်ရှင်းလင်းခံရပြီးသေသွားတယ်ဆိုပါတယ်အဲ့ဒီရုပ်ချုပ်ရေးမှုလက်တော်မောင်ပုဟာတီကုံကျေးရွာမှာအစည်းအဝေးလုပ်ပြီးတော့စစ်မှုထမ်းဖို့လူငယ်၃ဦးရဲ့နာမည်စာရင်းကိုစစ်တပ်ကပေးပြီးအပြန်လမ်းမှာပဲ WTRF တပ်ဖွဲ့ကနေအုတ်ကြီးလက်တော်မောင်ပုရဲ့ရင်ဘတ်တဲ့တဲ့ကိုတနက်နဲ့၅ချက်ပြစ်ခတ်ရှင်းလင်းရမှာနေရာမှာပဲပွဲချင်းပြီးကိုသေသွားတယ်ဆိုပါတယ် အဲ့ဒီအုပ်ချုပ်ရေးမှုလက်တော်မောင်ပုဆိုတဲ့သူဟာလက်လုံတနက်ကန်ဆောင်ထားပြီးသူ့ရဲ့တမတ်ဖြစ်တဲ့သူကဗိုလ်ကြီးတဦးဖြစ်တဲ့အပြင်သူဟာစစ်မှုထမ်းဖို့လူငယ်တွေကိုအတင်းအကျပ်လိုက်လံစရင်ကောက်ပြီးစစ်တပ်ကိုနမဲစရင်ပေးနေတဲ့သူဖြစ်တယ်လို့အခုတော့သိပြီလို့ WTRF တပ်ဖွဲ့ကပြောထားပါတယ်ဝမ်းနည်းမျိုးနဲ့မှာအကြံဖတ်စစ်တပ်အတွက်စစ်မှုထမ်းဖို့လူငယ်တွေကိုအတင်းအကျပ်စစ်သားစုဆောင်းနေတဲ့အောက်ချုပ်ရေးမှုတွေအလုံးအောက်ကြီးလက်တော်မောင်ပုရဲ့အဖြစ်ကိုဥပမာယူပြီး စစ်မှုထမ်းဖို့စစ်သားစုဆောင်နေတဲ့လောက်ရက်တွေကိုရက်တန်းကရက်ဖို့ WTRF တပ်ဖွဲ့ကတတိပေးထားပါတယ်ခင်ဗျာဒီတခါမကွေးတိုင်းမှာတော့ရေချိုမြို့အခြေဆိုင်အကြံဖတ်စစ်ကောင်စီရဲ့ခလရ298တရင်ကနေထွက်ပြေးလာတဲ့စစ်သားတအုပ်ကိုဖမ်းဆီးရမိထားတယ်လို့မြိုင်ပကဖရဲ့တာဝန်ရှိသူတအုပ်ကရန်ကုန်ခေတ္တကိုပြောပါတယ်အဲ့ဒီလိုဖမ်းဆီးရမိထားတဲ့စစ်သားဟာတနက်ပင်မြို့နယ်မှာနေထိုင်တဲ့သူဖြစ်ပြီးသူ့ကိုအကြံဖတ်စစ်တပ်ကအလုရမယ်လို့ပြောပြီးတော့ စစ်တပ်ထက်ကိုလိန်လေခေါ်ဆောင်ပြီးမှတပ်သားတဲ့အဖြစ်စုဆောင်းခံလိုက်ရတာဖြစ်တယ်လို့ဆိုပါတယ်။အဲဒီနောက်ရေကြုံမြို့ခြေဆိုင်အကြမ်းဖက်စစ်ကောင်စီရဲ့ခလရ258တပ်ထဲကိုပို့ခံလိုက်ရပြီးစစ်တပ်စစ်ကြောင်းထိုးတဲ့အချိန်လိုက်ပါရသလိုအဲဒီစစ်သားတွေဟာပြည်သူတွေရဲ့အိမ်တွေကိုမိရှို့တာတွေပစ္စည်းတွေကိုခိုးယူတာတွေတက်ကြီးရွယ်အိုကလေးတွေပါမချန်ဒဇာကန်ဖမ်းဆီးတာတွေကိုသူမျက်စိရှေ့တွင်ကိုယ်တိုင်မြင်တွေ့ခဲ့ရတယ်လို့ထွက်ပြေးလာတဲ့စစ်သားကပြောထားတယ်လို့ဆိုပါတယ်။အဲဒီနောက် အချမ်းဖက်စစ်တပ်ကမြိုင်မြို့နယ်အတွင်းစစ်ကြောင်းထိုးတဲ့အချိန်အဲ့ဒီစစ်ကောင်းစီတပ်သားကထွက်ပြေးလာတာဖြစ်ပြီးမြိုင်ပကဖအဖွဲ့ကနေမတ်လ23ရက်နေ့မှာဖမ်းဆီးရမိထားတာဖြစ်တယ်လို့မြိုင်ပကဖတာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့ဒရင်သာရီတိုင်းနဲ့မွန်ပြည်နယ်အစက်ကရေးတဝဲလမ်းမိုက်မှာတော်လန်ရေးတပေါင်းစုတွေကနေနေမြေစွမိုးရေးဆောင်ရွက်နေတဲ့အချိန်မလွဲတောင်ဂိတ်ကစစ်သားတွေအကုန်လုံးထွက်ပြေးသွားကြတဲ့အပြင်စစ်တပ်ရဲ့ကမ်ပဏီတစ်ခုက ကားတစ်စီးကိုပါတင်စီရမိထားပြီးဝန်ထမ်းတွေကိုဖမ်းဆီးစစ်ဆေးနေတယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်မတ်လ19ရက်နေ့ဖြစ်တဲ့မနေ့ကပဲရေးတော်လမ်းမိုက်မှာမွန်ပြည်တော်လှန်ရေးတပ် MSRF နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကငယ်မြေစိုးမမှုလုပ်ငန်းတွေလှုပ်ဆောင်နေတဲ့အချိန်မလွဲတောင်ကိန်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာဂိတ်ကိုတော့ခတ်ပြီးအကောင်လုံးထွက်ပြေးသွားကြတယ်ဆိုပါတယ်အဲ့ဒီနောက်တော်လှန်ရေးတပ်ပေါင်းစုတွေကအမတ်ရှိလမ်းမပေါ်မှာဖျက်ဆီးသွားလာနေတဲ့ပြည်သူတွေနဲ့ပါတွေ့ဆုံခဲ့ပြီး စစ်ကောင်စီနဲ့ပတ်သက်တဲ့ကားတွေကိုပါစစ်ဆေးမှုတွေပြုလုပ်ပေးခဲ့တဲ့အချိန်စစ်တပ်ရဲ့ကမ်ပဏီကားတစီးကိုဖမ်းဆီးရမိခဲ့တယ်လို့ MSRF ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်လက်ရှိမှာတော့အဲ့ဒီစစ်တပ်ကမ်ပဏီကားမှာပါလာတဲ့ဝန်ထမ်းတွေကိုဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပြီစစ်ကောင်စီတပ်သားတွေကတော့အကုန်လုံးထွက်ပြေးသွားတဲ့အတွက်မမိလိုက်ဘူးလို့မွန်ပြည်တော်လှန်ရေးတပ် MSRF ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်လက်ရှိမှာတော့စစ်ရေးအရှိန်ဟုန်ဟာဆက်လက်မြင့်တက်လာမှာဖြစ်တဲ့အတွက် အချမ်းပစကောင်စီတပ်သားတွေဟာသေဃာနီးဗယံဗရာနဲ့ပြည်သူတွေကိုဒုက္ခပေးလာနိုင်တာကြောင့်ပြည်သူတွေအနေနဲ့ကတော့ခရီးသွားလာတာတွေနဲ့စစ်တပ်နဲ့ပတ်သက်တဲ့နေရာတွေကိုအထူးသတိပြုရှောင်ရှားကြဖို့ကိုလေမွန်ပြည်တော်လှန်ရေးတပ် MSRF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ